One Channel ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ One Channel ရနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လှဆင်ရတဲ့ရတွေကိုပြန်လည်ထုတ်လွှင့်ပေးလည်ရှိပါတယ်ကျွန်တော်တို့ဗမင်းနိုင်ငံရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီတစ်ပတ်မလ19ရက်ကနေပြီးတော့25ရက်နေ့အထိတောက်ကြနေမွေးဖွားသူများတောက်ကြသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းအောင်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ဒီတစ်ပတ်တာအတွင်းမှာတော့ဒီရက်တွေအတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာ ကိုယ့်ရဲ့စိတ်ကူးယဉ်အိမ်မက်ထဲကိုကျွန်တော်တို့နှင်မျောနေတတ်တဲ့ရက်တွေဖြစ်တယ်။တခုဆိုစိတ်ကူးယဉ်နေရတာတွေကများနေတတ်တယ်။တခုဆိုကျွန်တော်တို့မျောနေတာတွေကများနေတတ်တဲ့ရက်တွေဖြစ်တယ်။အဲ့ဒီလိုမျိုးပဲကျွန်တော်တို့ကိုယ့်ရဲ့မကြွညင်တဲ့နေပဲတခုကိုကျွန်တော်တို့ဝင်ရောက်တုတ်ကန်ရတတ်တယ်။ကိုယ်နဲ့တအားဇာတာမတည့်ဘူး။ကိုယ်မကြွညင်ဘူး။ကိုယ်နဲ့အဆင်မပြေတဲ့နေပဲတွေမှာကျွန်တော်တို့ဝင်ရောက်တုတ်ကန်ရတတ်တယ်။အဲ့တော့ဒီရက်တွေအတွင်းမှာတော့သူများအကျိုးကိုကျွန်တော်တို့တည်ပို့တာတဲ့။သူများအကျိုးကိုကျွန်တော်တို့တည်ပို့တာတဲ့ကိုယ့်ရဲ့အကျိုးပေါ့နော်။ကိုယ့်ရဲ့အကျိုးကိုယ့်ရဲ့ကိစ္စတွေကိုကျွန်တော်တို့အရင်ပြေးဝအောင် လုပ်တဲ့ရက်တွေဖြစ်တယ်။ အဲ့တော့ဒီရဲ့ဒီတဲမှာပဲကိုယ့်ရဲ့စိတ်ကူးယဉ်မှုတွေကိုကျွန်တော်တို့လက်တွေ့အကောင်အထည်ဖော်ခြင်းနေဆိုရင်တော့ကိုယ့်ရဲ့စိတ်ထဲမှာဘာတွေရှိတယ်ကိုဘာတွေလုပ်ချင်တယ်ဆိုတာကိုတက်ပြတ်သားသားမြင်မြင်ထင်ထင်သိပြီးတော့ကျွန်တော်တို့လှုပ်တဲ့ရက်တွေလှုပ်ရမယ့်ရက်တွေဖြစ်တယ်အဲ့တော့လှုပ်ရင်လည်းကျွန်တော်တို့အောင်မြင်မယ့်ရက်တွေဖြစ်တယ်အဲ့တော့ဒီရဲ့ဒီတွင်းမှာတော့တောက်ကြံနေမွေးဖွားသူတွေဟာကျွန်တော်တို့အရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလုပ်ကြမယ်ဆိုရင်ကျွန်တော်တို့လှုပ်တဲ့အဲ့တော့ဒီရက်တွေအတွင်းမှာတော့တောက်ကြံနေမွေးဖွားသူတွေဟာငွေရပြီးကျွန်တော်တို့အလှူလုံးရမယ့်ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီလိုရံမျိုးတွေမှာတော့တောက်ကြနေမွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဘာလုပ်ငန်းပဲကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိလဲဆိုတော့လူမျိုးကြမ်းပါစားကြနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးကျောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောက်တို့ကားတို့ငါတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေထီတို့ဖနက်တို့ဓာတ်ပုံတို့လှည့်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ ဓာတုပိရပစ္စည်းတွေဓာတတုပစ္စည်းတွေဓာဟုတ်နဲ့ဝင်တဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်စီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့ငွေတို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့အရာတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီး ဘယ်လုံငန်းဘယ်ကိစ္စအနေနဲ့ပတ်သက်ရင်ကျွန်တော်တတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်အကျိုးဆောင်ပြီးလောရမယ့်ကိစ္စမျိုးတွေအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့နဲ့ပတ်သက်တဲ့ကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးနဲ့ဂျန်နာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖက်လက်ဖက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖက်စုံလက်ဖက်ချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တူဝါးတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုညမျိုးတွေမှာတောက်ကြနေမွေးဖွားသူတွေဟာတတိထားပြီးလောက်ကန်ဆောင်ရွက်တင်တဲ့ကိစ္စတွေဖြစ်ပါတယ် တော့ဒီရက်တွေအတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေရောင်းထွက်ချင်လို့ဒါမှမဟုတ်ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုယ့်ရဲ့ဆိုင်ရာပစ္စည်းတွေရောင်းထွက်ချင်လို့ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်တို့အာလူတစ်လုံးပဲအဲ့တော့အလူးတလုံးလေးနဲ့ကိုရောင်းနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိရိုက်ခေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့တောက်ကြနေမွေးဖွားသူတွေဟာကျန်းမာရေးနဲ့ပတ်သက်ရင်ကျွန်တော်ဘာတတိထားရလဲဆိုတော့ယင်နဲ့ပတ်သက်တာဝမ်းနဲ့ပတ်သက်တာလေးတွေတတိထားဖို့လိုတယ်။အဲ့တော့အချိုးပေးကန်ကောင်းစေတဲ့ခန်းနံပါတ်တွေဟာ6 9 နှစ်တုံညဆိုတဲ့ကဏ္ဍနံပါတ်တွေဟာဒီရက်တွေအတွင်းမှာတောက်ကြနေမွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရမျိုးတွေမှာတော့အိမ်တော်ရှင်တွေဖို့ကျွန်တော်တစ်ချက်တစ်ချက်ဖြစ်တတ်ပြီးချစ်သူကြီးစားတွေဖို့ကတော့ကျွန်တော်ဝမ်းသာမယ့်ရက်တွေ၊ကြည်နုပျော်ရှင်ရမယ့်ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာထူးထူးခြားခြားကိစ္စတွေကျွန်တော်တို့အောင်မြင်ခြင်းတို့ပဲဖြစ်ဖြစ်လူကျင်တန်းခြင်းတို့ပဲဖြစ်ဖြစ်အိမ်ဖေးရမှာပဲကျွန်တော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနွားနို့တစ်ခွက်လေးလေးနက်နက်ကပ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာတောက်ကြနေမွေးဖွားသူများတို့ကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ